ဲ့ဘာမှလက်ရှိမှာပညာတတ်တွေအများကြီးပဲဒီလိုကိုမအားလို့ချက်တယ်ဘယ်ဘယ်ဘယ်တော့မှမအားလို့ဆိုရင်ကုန်ပြီဘယ်ဘယ်မှာလုပ်နေရလဲဆိုလို့ရှိရင်မအားလို့ဒီတိုင်းရှိကုန်ပြီမှာအချက်မိုးပြောပြောရရတယ်ကွာအဲ့ဒါကိုရှက်ကြောင့်လို့ဆိုတာမဟုတ်ဘူးဒါကြောင့်မို့ဒီကိုကိုလို့ကိုကိုယုံကြည်မှုရှိမှရမှာဒီကဘိုင်းတို့ကမအများပြောနေရတော့ဆရာဝန်ကဆရာဝန်လိုက်ရှိတယ် င်နီယာအင်ဂျင်နီယာလိုင်းရှိတယ်။မတော်ကတက်ရှင်ရတက်ရှင်လိုင်းရှိတယ်။ဟုတ်တယ်လား။ဥမာဆောင်ဝင်ကစိတ်ကူတာမတော်ကမတော်ကသူ့တော်ဆောင်လို့ရတယ်။ဒါပေမဲ့တက်ရှင်လို့ရခါကမတော်ကတော့ဆောင်ဝင်နဲ့တော်နေမှရမှာ။ဟုတ်တယ်။တက်ရှင်ပဲ။ဟုတ်။အဲ့မတော်ကတက်ရှင်။ဘုရားဆရာကြားမှာလေ။တိတ်ငယ်တာလေးမတိတ်ငယ်တာလေးကကိုလူယူဆချက်ပေါ်မှာလို့နော်။ဒီမှာဆရာမြန်မာနိုင်ငံပဲဖြစ်ဖြစ်ခြားနိုင်ငံမှာလည်းဒီလိုပါပဲ။အဲ့လိုတော့မှကကျွမ်းကျင်မလို့ရောပဲလို့ဖြစ်ဖြစ်ကိုကြားနိုင် ပဲဟုတ်ကဲ့အဆင်သင်းပါပဲဒါပေမဲ့ကိုကကျွန်းကျင်အောင်လုပ်ထားရင်သူလေးစားမှုကအဲ့လိုဖြစ်လာမှာပဲဒီဟောဒီတိုင်းရှင်ရအောင်တောက်ပြောင်းနေတာပဲလာပနေရလို့သူလုံးလိုက်လို့ဆိုရင်အဲ့လိုနဲ့ကိုယ်ကလေး professional ကြောက်ရင်ရက်တည်လို့ရတော့ကိုကိုကိုအပြစ်ဖို့လို့လေအဲ့ဒီလိုကိုရေးချက်ပြီးဆိုဒီလိုကိုချက်မှရအောင်တပြက်စီလဲနေတယ်သူများထပ်သူလဲတိုင်းတာအဆင်ပြေပြီဟုတ်ကဲ့ဒါပေမဲ့သူများလေးသူရေးချင်းဆိုတော့ဒါတော့ရှက်စရာဖြစ်သွားမယ်အဲ့လိုကိုကဒါကိုယ့်ရဲ့သမီးမကန် စီလဲတာလေလူများတဲ့လူများနဲ့နေလို့အမှန်တော့တာလေလူများနဲ့နေလို့တခုခုမင်းရဲ့ဟိုအမတိ့ဒါမတိ့ဆိုတော့ဒါဆိုဒါအဲ့တော့ဒါတော့ချက်ဖို့ဒါချက်တဲ့သွားရဲ့ဘုံမှာလည်းမကြည့်မြားအမြင်ကိုတွားပြီးတော့အားလုံးထားနဲ့ဘဝမှာလုံးရတယ်။ဒါလေးတန်သွားလာကောက်ဖို့ချင်တယ်။ဟို တ်သွားရင်ဒါကိုယ်ကကိုယ်ပေးလိုက်ရပြီ။ဟုတ်ကြည့်လို့အင်ဂျင်ဂျင်လို့ဆိုဆက်ပြေးနော်။ဒီလောက်ကမကျွမ်းကျင်တော့သူများနိုင်မှာပဲကွာ။ကျွမ်းကျင်နေဆိုမှပဲသူများအလေးလေးစားစားဆက်ဆက်လာမယ်။ငန်းကောင်းမှုမှဆက်ဆက်လာမယ်။ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုရှိလာမယ်။အဲ့ဒါတွေအဆက်ဆက်ရရကိုကလည်းပဲစား။ဟိုကပြီးပြီးတော့နေရာတကာညက်ပတ်ပေးသူလမ်းများအတန်ရှင်ပြောင်းနေတဲ့ဆိုရှက်ဖို့တော့ရန်ကောင်းမယ်။ဒါတော့ဆက်ချင်ရပေါ့နော်။တက်တက်ရှိကလို့တဲ့အရင်ကညက်ပတ်နေပြန်လာရင်ဘောအောင်။ဘာသာလို့တော့ ဒီအသေးပဲရှိတော့လေနော်အဲ့လိုကြောင့်ကိုလေးပဲကိုပေါ်ဆောင်ရတာပေါ့ဒီမှာပေါ်ဆောင်ပေးလို့မရအောင်အကျွန်တော်တို့ customer ရဲ့အိမ်တိုင်းကိုတာဝန်ယူထားပြီးဆိုရင်လုံးဝတောက်ပြောင်းသွားတော့မတောက်ဘူးအမှားတောက်တယ်သူကကိုတန့်ရှင်းနေမေးလိုက်လို့ကျွမ်းကျင်တယ်လို့ဘာမှတင်ခဲ့ချင်မလို့တော့ကွာဒါကိုလုံးကိုကိုကိုဘယ်လိုမှလဲတာဝန်ကျေလို့ပြောမှာပေါ့နော်ကိုလုံးကိုကိုထမင်းရှင်ကိုကိုတီဒီတန့်ရှင်းဆိုတဲ့နာမည်ကိုလည်းကိုကမပြတ်စေရအောင်လေဟုတ်တယ်မလားဒါတန့်ရှင်းလုပ်နေရဆိုရင် ူများတွေကတော့အေးတန့်ရှင်းလာပြီဆိုရင်စစချင်းကတော့မြေုံတင်တာပဲရှိမှာပဲအာတကယ်လုံးတက်လာမသိဘူးပေါ့နော်အကူလောက်ပဲသူများအခိုင်မှာတကယ်တမ်းကျွမ်းမှာပဲတကယ်ရှယ်အပ်လို့ရမှာမဟုတ်တမူးကြီးပြစီမှာမအဲ့ရဘူးတန့်ရှင်းဆိုတာအခြေခံဝန်ထမ်းနေလေရက်တည်နေတော့အဆင်မပြေကျွမ်းကျင်ဝန်ထမ်းမလို့ဒီကဆိုဆရာတွေအများကြီးဘာလို့ဆိုရင်ဘာလို့ဆိုရင်ဘယ်လိုမျိုးဘယ်လိုမျိုးခေါ်လဲဆိုကျွမ်းကျင်ပညာရှင်တော့ပေါ့လေဒါလည်းပညာရှင်ပဲ တိလာအဲ့တဲ့ငါကုလက်ထဲမှာရှုံးဆိုရင်တတ်မှာတာအများကြီးရတာအားရမှာဘာလို့စေးအမျိုးမျိုးရှိမယ်ဆက်အမျိုးမျိုးရှိမယ်ကရိယာအမျိုးမျိုးရှိမယ်ပြီးရင်အဲ့ဒီအိမ်လေးမှာဖြစ်နေတဲ့ material ကိုနားလည်ရမယ်အဲ့လိုအကုန်နားလည်မှုလေးပါလာပြီနော်အဲ့ဒါကြောင့်ကြုံရနဲ့လည်းတော့မများဘူးစေးတစ်မျိုးနဲ့လည်းအကုန်မတိုးဘူးလေနော်အဲ့ဒါဒီဘက်စီတစ်ချောင်းနဲ့လည်းအကုန်မရအောင်အဲ့ဒါကြောင့်ဘူးဘူးလေးလာမှာလေးလာနိုင်လေးလာတယ်လို့လေးလာနိုင်တယ်လို့ဒီလားနော်အဲ့ဒါကို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 ဆက်ဆံနေဖို့ ်ပါဆိုကိုကိုကိုအမြဲတမ်းနေနေရဆိုရင်တော့အဆင်ပြေဘူးပါအမကိုကိုကိုဥစားလေတော့မလည်းချက်မရအောင်အဲ့လိုချက်ခိုင်းတော့ဘူးကိုကိုကိုချက်ခိုင်းတာအဲ့ဒါမှသူများကိုတောင်းထားတာပဲတော့အဲ့တော့တက်ရှိဆိုလို့ရှိရင်လည်းမတော့အဆင်ပြေသွားတဲ့ပြင်ဆောင်ကိုကိုကိုလည်းအဆင်ပြေနေနေရမှာထားတာပါအသက်အရွယ်ပညာရေးခြင်လုံးဝမကြည့်ရဲ့စူးစမ်းခြင်းတို့လိုက်အတွက်ခွင့်ရရှိရဲ့ဟုတ်တယ်ရှိပါအလုံးလို့ရဟုတ်ရှိရဲ့နော်